အားလုံးကိုမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါတယ်ရှင်မြန်မာပြည်ကနေကြည့်ရှုအားပေးနေတဲ့ပြည်သက်များကို VPN ခံပြီးကြည့်ပေးဖို့မြင်တိုင်ခံပါတယ်ရှင်အခုရာသီ Robert Titan League ၅ခုမှရှုံးဝဲမရှိတဲ့အသင်း၈အသင်းထိရှိနေပါတယ်လို့သိရပါတယ်ဒီ၈အသင်းမှာ Bayern Munich နဲ့ Dortmund Barcelona Crystal Palace Atalanta Cremonese Cremonese Alchine Juventus အသင်းတွေပါဝင်နေပါတယ် ရောဘတ်ထိတ်တန့်ကလပ်တွေဖြစ်တဲ့လီဗာပူးနဲ့ရီယယ်မက်ဒရစ်တို့ရှုံးပွဲစားတွေ့ထားခဲ့လို့အသင်းကြီးတွေရောကြခဲ့ရပါတယ်။ထူးခြားမှုဖြစ်ပရီးမီးယားလီဂ်ကနေအသင်းကြီးတွေမပါဝင်မဲ့ခရစ်စတယ်ပဲလစ်ကဆင်းဝင်နေတာဖြစ်ပါတယ်။ဘိုင်မြူနစ်က9ပွဲစလုံးနိုင်ဒေါ်မွန်က4ပွဲနိုင်တဲ့တပွဲတည်းရေဘာစီလိုနာက6ပွဲနိုင်တဲ့တပွဲတည်းရေခရစ်စတယ်ပဲလစ်က3ပွဲနိုင်တဲ့3ပွဲတည်းရေအာတလန်တာက2ပွဲနိုင်တဲ့3ပွဲတည်းရေခရီမိုနီစီက2ပွဲနိုင်တဲ့3ပွဲတည်းရေအာချီက3ပွဲနိုင်တဲ့4ပွဲတည်းရေဂျူဗင်တက်က3ပွဲနိုင်တဲ့2ပွဲတည်းရေကစားထားရပဲဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးမန်စီးတီးသတင်းပြကွာဂျီယိုလာကအကွင်းနယ်လူရိုဒရီကပြီးခဲ့တဲ့ကြာသီကအယွတ်ဆုပ်ပြဲတဲ့အထက်အယွတ်ဆုပ်ပြဲခဲ့တဲ့အထူးမှာပဲနောက်ထပ်တရားရရှိခဲ့တာကြောင့်ဘန်လေးကို၅ခုတခုနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလူစင်းကနေခြံလက်ခဲ့ရတာဆိုပြီးတော့ဖြစ်တယ်ဆိုပြီးအတီးပြပြောကြားခဲ့ပါတယ်ရိုဒရီကပြီးခဲ့တဲ့ကြာသီကဒူးယွတ်ဆုပ်ပြဲတဲ့တရားကြောင့်ရှစ်လအထိနားယူခဲ့ရပြီးမကြသေးခင်ကမှအရာလုံးပြေချန့်နိုင်မှုရှိလာတာဖြစ်ပါတယ် ဒါပေမဲ့ဘန်လီနဲ့ပွဲမတိုင်ခင်လေးချင်ငန်းစီစဉ်မှာနာကျင်မှုဝေဒနာခံစားခဲ့ရတယ်လို့ကွာတီယူလာကိုအတည်ပြုခဲ့တာကြောင့်ဘန်လီနဲ့ပွဲအတွက်လူစင်းကနေချန်လက်ခဲ့ရတာဖြစ်ပါတယ်မီဒီယာရီရဲ့သတင်းစာရှင်းလင်းပွဲမှာကွာဒီယိုလာကလေ့ကျင့်ခန်းအစီအစဉ်မှာရိုဒရီကကျွန်တော်ပွဲကစားနိုင်အောင်မဟုတ်ဘူးကျွန်တော်ဒူကာအတော်နာကျင်နေပြီဘောလုံးကစားနိုင်တော့မှမဟုတ်တော့ဘူးလို့ပြောခဲ့ပါတယ်ဒါကြောင့်ကျွန်တော်ကမင်းမကစားနိုင်ရင်လည်းမကစားနိုင်လीငါတခြားတယောက်ကိုတုံးလိုက်မယ်လို့သူ့ကိုပြန်ပြောခဲ့ပါတယ်ရိုဒရီကအရင်တန်ရန်ဟောင်းရှိတဲ့ဒူးမှာပဲတန်ရန်ရခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ် မန်စီးတီးသင်္ကတီယာဒီမှာရလက်ဆိုရင်းနဲ့စတင်ခဲ့ပြီးအခုမှပြန်တည်ငင်ကာစားရှိသေးချိန်မှာအထက်ကကွင်းလယ်လူရိုထရီရဲ့တန်ရာသတင်းကအသင်းအတွက်ထုံးနဲ့ချက်ဖြစ်စေပါတယ်မန်စီးတီးသင်္ကအချက်မြန်လိပွဲအဖြစ်မိုနာကိုနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့အဲ့ဒီပွဲကိုရိုထရီလွဲချော်ဖို့သိချာနေပြီဖြစ်ပါတယ်ပရိသတ်ကြီးရေဆက်လက်ပြီးအယ်ဖီမှာ၎င်းရဲ့နေရာအတွက်စိုးရိမ်မှုမရှိတဲ့အီကီတီကီလီဗာပူးသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့အီကီတီကီက၎င်းရဲ့နေရာအတွက်အစ်ဆက်နဲ့ပြန်ဆန်းရမှာဖြစ်လို့ပွဲထွက်ခွင့်တက်စိုးရိမ်ပူပန်မှုမရှိကြောင်းဖွင့်ရလာခဲ့ပါတယ် အဆိုပါပြင်သစ်သားကဖရန့်ဘက်အသင်းကနေဒီယာဒီအစကမှလီဗာပူးအသင်းထံပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့်၅ဘွဲကစားပြီးချိန်မှာ၃ဂိုးအထိသွင်းယူထားနိုင်ခဲ့လို့ဂိုးပန်နီမှုတစ်ချိန်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ Ikitike ကိုခေါ်ယူပြီးတဲ့နောက်မှာတော့လီဗာပူးတို့ကနယူကာဆယ်ကနေအဆက်ကိုထပ်မံခေါ်ယူခဲ့ပါတယ်။ဒါကြောင့်လက်ရှိလီဗာပူးမှာအထောင်တိုက်စစ်မှု၂ဦးထိရှိနေတယ်လို့၎င်းတို့၂ဦးစလုံးကထိတ်တန်းတိုက်စစ်မှုတွေဖြစ်ကြပါတယ်။အနာဂတ်မှာပုံမှန်ပွဲထွက်ခွင့်တိုက်ပွဲဝင်ရမှာဖြစ်ပေမဲ့အသက်23နှစ်အရွယ် AKTK ကတော့၎င်းရဲ့နေရာအတွက်အစိုးရမှုရှိကြောင်းသိရပါဗျ။ ။ Alaska လည်းဒီမှာရှိနေတာကောင်းပါတယ်။ကျွန်တော်တို့ကတော့ကျွန်တော်အသက်အရွယ်ကျွန်တော်အသက်အရွယ်မှာတိုးတက်ဖို့နဲ့တင်ယူစရာတွေများကြီးရှိပါတယ်။ကျွန်တော်ဘယ်လိုကစားခြင်းလဲဆိုတာကိုနီးပြကဆုံးဖြတ်ပေးတာပါ။တိုက်စစ်မှုနှစ်ယောက်ဒါမှမဟုတ်တိုက်စစ်မှုတစ်ယောက်နဲ့သာကစားနိုင်ပါတယ်။ကျွန်တော်အများကြီးလုံနိုင်ပါတယ်။အတူတူကစားမယ်ဆိုရင်လည်းကျွန်တော်လုံနိုင်မှာပါလို့ AKTK ကပြောကြားခဲ့ပါတယ်။မီးပြဖြစ်သူအနန်စလော့ကလည်းအစ်ဆက်နဲ့အကီတကီတို့နှုတ်စလုံးကိုအကောင်းဆုံးစီမံခန့်ခွဲဖို့အပြေအဝကြိုးစားစီပြီးနောက်၎င်းတို့နှစ်ဦးအတွက်ပွဲတွင်းတူတကွကစားရလှန်နိုင်တဲ့အလားအလာပုံများနေပါဗျ။ စလော့ကသူတို့တိုက်စစ်မှုနှစ်ဦးစလုံးကအထောင်နေရာတွေမဟုတ်ပါဘူးတောင်ပန်နေရာမှာအကောင်းဆုံးကစားနိုင်စွမ်းရှိပါတယ်။ဒါကြောင့်နောက်ပိုင်းနေမှာပွဲအတွင်းအထူးထူးမြင်ရဖို့ရှိနေကြောင်းလည်းပြောကြခဲ့ပါတယ်ရှင်။စလော့တင်ဆက်ပေးမှာကတော့မထင်မှတ်ထားတဲ့ဂျာကအစွမ်းပြနေတဲ့ဘုံမှာပါ။နေရာဒီပြောင်းရွှေ့ကာလအတွင်းဘုံမောက်ကအဓိကခန်းစစ်ကစားသမားများစွာကိုအသင်းကြီးရထန်လတ်လို့ဆုံးရှုံးခဲ့ရပါတယ်။ဇာဗန်ညီက PSG ပြောင်းသွားတယ်၊ဝိုင်ဆန်ကိုလည်းရီယက်ကခေါ်သွားတယ်၊ကီပါကအာဆင်နယ်ရောက်သွားတယ်၊ကာကက်စ်ကလီဗာပူးကစားသမားတွေဖြစ်သွားတယ်။ တာမန်အဖြစ်အသင်းတွေကခန်းစစ်ပိုင်းအရေးပါဆုံးကစားသမား၄ယောက်လောက်မရှိတော့တဲ့အခါရုန်းကန်ရတတ်ပါတယ်။တပတ်မှာဘုံမောက်ကပရီးမီးယားလိပွဲစဉ်၆ပွဲကစားပြီးချိန်သူတို့ထက်မျှော်မှန်းပေးထားတဲ့ဂိုး Expected Goal Against Ajax ကပုံမနေပါသွားတဲ့အသင်းလို့ Arsenal နဲ့ Newcastle တို့ကသာကြံတော့ပါတယ်။ဘုံမောက်ရဲ့ခန်းစစ်မှန်တိုင်းမပြိုလဲမှုကချီးကျူးစရာပါ။ဒီ Channel တွင်နီးပြကြီး IA Ola ကိုချီးကျူးရပါမယ်။လက်ရှိချိန်မှာဘုံမောက်က၃ပွဲနိုင်၂ပွဲတည်း၁ပွဲရှုံးရမှတ်၁၁မှတ် ရကို၈ကိုပေးကို၇ကိုဂိုးကွာချားချက် plus 1နဲ့အမှတ်ပေးကြရဲ့အဆင့်6နေရာမှာရက်တည်နေပြီးဥဆောင်သူလီဗာပူးနဲ့လေးမှတ်ပေးကွာပါတယ်။သူတို့က Wolves ပါ New Castle တို့နဲ့ပွဲစဉ်တွေမှာပေးကိုကင်းမဲ့အောင်ဆန်းဆောင်နိုင်ခဲ့ပါတယ်။ Himinas Dia Kitty Sinasi Transfer Fedrovac တို့ရဲ့ခန်းစစ်ကြောင်းကပုံစံကောင်းတောက်လျှောက်ပြသနေရပါဘုံမောက်ကကောင်းကောင်းဆရာမရှိတော့ဘူးလို့လူတကာအထင်သေးနေကြတာကနေဟုံးတောက်လာခဲ့တာပါတကယ်လို့ Manchester United တပ်သား Ubrin အမိုးရင်ကို ထောက်ပယ်ပြစ်မယ်ဆိုရင်အစားထိုးနိုင်တဲ့နည်းပြစင်ရင်ထဲအီရာအိုလာပါဝင်နေတာကထူဆန်းကိစ္စတော့မဟုတ်တော့ပါဘူးရှင်။ဆက်လက်ပြီးဘာစီလိုနာမှာရက်ရှ်ဖို့ရဲ့တွင်ကိုပောင်ပတ်သက်မှုအရေးအတွက် United ထက်တသင်းလုံး United တသင်းလုံးထက်ပိုများနေတယ်ဆိုတဲ့အကြောင်းလေးပါ။ဘာစီလိုနာတင်းမှာပုံမှန်ဆွမ်းဆောင်ရေးပြန်လည်ရရှိနေတဲ့အင်္ဂလန်တိုက်စစ်ကစားသားမှာရက်ရှ်ဖို့ကဆိုစီတက်ကိုနှစ်ဂိုးတကိုးနဲ့အနိုင်ရတဲ့လာလီကာပွဲမှာဂိုးဖက်နေမှုတစ်စိန်ပြုလုပ်ခဲ့ပါတယ် အသက်28နှစ်ရရှိပြီဖြစ်သူရာရှို့ကအမောင်ရင်လက်အောင်မှာအနာဂတ်မရှိတော့တာကြောင့်ပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့ဈေးကွက်အတွင်းဘာစီလိုနာကိုအငားနှစ်ယောက်ရှိခဲ့ပြီးအခုချိန်မှာရာဖင်ညာလာမရမယ်နဲ့အပြိုင်ခြေစွန်းပြနေပါတယ်ဒီရာဒီမှာရက်ဖို့ကဘာစီလိုနာအတွက်ငကိုသွင်းကိုပန်နီမှု၃ချိန်ပြုလုပ်ခဲ့ပြီးဖာနန်တော်ရက်စ်ရာဖင်ညာတို့နဲ့အတူအသင်းရဲ့သွင်းကိုပါဝင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်ရတည်နေပါပြီ။ဘာစီလိုနာအတွက်ရက်ဖို့ရဲ့သွင်းကိုပါဝင်ပတ်သက်မှုအရေအတွက်က United တိုက်ဆက်သမားကစားသမားတွေအားလုံးထက်ပိုများနေပြီးကုညာအန်ဘူမိုဆာရှ်ကိုတို့ SARS ကိုရောအားလုံးပေါင်းမှသုံးခုသာရှိပါတယ်။ Society နဲ့ပွဲပြီးမှ Rushford က Hanging 3 points Luxy Luckhips Pushing လို့လူမှုခွင့်ရပေါ်မှာ posting ခဲ့ပြီးအဲ့ဒါကို United အသင်းပေါ်ဟောင်းတွေဖြစ်တဲ့ Malaysia Zaxi Van de Beek တို့က like ပေးခဲ့ကြတာပဲဖြစ်ပါတယ်ရှင်။ဆလဘီမန်ယူနိုက်တက်ကိုအမွေရင်ပြောင်းလဲတယ်ဆိုတဲ့သတင်းလေးပါနိုင်မဲလို့ရွန်နီမယုံကြည်တဲ့မန်ယူနိုက်တက်အသင်းရဲ့လက်ရှိအခြေအနေကိုနီးပြရူဗင်အမွေရင်တယောက် ပြောင်းလဲနိုင်လိမ့်မယ်လို့မယုံကြည်ချောင်း အသင်းခံဝင်တိုင်းစစ်မှုရင်းရော်နီကပြောခဲ့ပါတယ်။၎င်းကသူ့ရဲ့အသင်းဟောင်းကပင်ကိုစရိုက်လက္ခဏာတွေလည်းပျောက်ဆုံးခဲ့ပြီလို့လည်းသုံးသပ်ခဲ့ပါတယ်။ဒါအပြင်မန်ယူနိုက်တက်အနေနဲ့လက်ရှိတိုင်းဆိုရှုံးဝဲများစွာထပ်မံကြုံတွေ့ရအောင်မှာဖြစ်ပြီးတချို့ကစားသမားတွေကကလပ်ကိုကိုစားပြုမှုမထိုက်တန်ဘူးလို့ယူဆခဲ့ပါတယ်။ဘာတွေဖြစ်လာမလဲ။ကျွန်တော်မသိပါဘူးယူမင်အမွေရင်ကတော့ကျွန်တော်အရွယ်ပါပဲသူကလူငယ်မန်နေဂျာတယောက်ပါသူမှကြီးမားတဲ့အနာဂတ်ရှိမယ်ဆိုတာသိကြပါတယ်ဒါပေမဲ့မန်ယူနိုက်တက်မှာတော့မဟုတ်ပါဘူးသူ့အနေနဲ့အသင်းကိုပြောင်းလဲနိုင်မယ်လို့ကျွန်တော်ယူသားစွာမျှော်လင့်ခဲ့ပါတယ် ဒါပေမဲ့အရာအလုံးမြင်ခဲ့ပြီးရင်တော့သူလုံးနိုင်မယ်လို့မယုံတော့ပါဘူးလို့ Ronnie ကပြောခဲ့ပါတယ်အမွေငါရစပွန်နလစပွန်တင်မှာအောင်မြင်မှုတွေရရှိပြီးတဲ့နောက်ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာအသင်းကြီးပြဖြစ်လာခဲ့တာပါ။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီပရီးမီးယားလိမှာ65ဒါရခဲ့ပြီးတန်းစင်ခဲ့တဲ့1984ခုနှစ်ကလေးကအဆိုးရွားဆုံးရည်တည်မှုဖြစ်ပေါ်ခဲ့ပါတယ်။အမွေလက်ထက်ပရီးမီးယားလိ33ပွဲကနေ34မှတ်ဒါရထားပြီးပရီးမီးယားလိ9ပွဲဆက်အနိုင်မရဘူးသေးပါဘူးရှင်။ အခုတင်ဆက်ပေးမှာကတော့ဘာကရဲ့နံပါတ်1ပြစ်မှတ်အကြောင်းပါဘာကက2025နှစ်မှာခေါ်ယူမယ့်အထူးပြစ်မှတ်ကစားသမားဖြစ် Atletico Madrid ရဲ့တိုက်စစ်မှု Julian Alvarez ကိုသတ်မှတ်ထားတယ်လို့သတင်းရင်းမြစ်တချို့ကလည်းရေးသားဖော်ပြလာပါဗျ။ဘာကရဲ့အထူးတိုက်စစ်မှု Robert Lewandowski ဟာအသင်းနဲ့2026မှာတက်တန်းကုန်မှာပါ။တကယ်လို့လာမယ့်နှစ်မှာပိုလန်တိုက်စစ်မှုကြီးနဲ့လမ်းခွဲဖြစ်ခဲ့ရင်သူ့နေရာမှာ Julian Alvarez ကိုအစားထိုးဖို့ရည်ရွယ်ထားပုံပါပဲ။ Everas က2024နွေမာမန်စီးတီးကနေ Atletico မှာတွေ့စီပြောင်းရွှေ့လာခဲ့ပြီးနောက် La Liga မြေမှာခြေစွမ်းကောင်းနေပြသနေသူပါပြီးခဲ့ရာသီဆုံးပြိုင်ပွဲမှာလည်း29ဂိုးသွင်း9ဂိုးဖန်တီးပြီးတော့ဒီရာသီ La Liga မှာ6ဂိုးသွင်း2ဂိုးဖန်တီးထားခဲ့ပါတယ် Madrid မြို့သားတွေကတော့သူတို့ရဲ့အဓိကတိုက်စစ်မှုကို La Liga ပြိုင်ပွဲကလပ်စီလက်လွတ်ချင်မှာတော့မဟုတ်ပါဘူးတကယ်လို့ Argentina တိုက်စစ်မှုက Madrid မြို့ကိုဆုံးခွာဖို့တွေးလာခဲ့ရင်ရော Catalan သားတွေကမြန်မာရဲ့စာချုပ်ဖျက်သိမ်းခြင်းတရက်ကိုတတ်နိုင်မှာမလားဆိုတာကတော့တွေးစရာရှိပါတယ်ရှင် ဆက်လက်ပြီးတော့ဒီညချက်စင်းနီးပြဟာမွန်ယုံနဲ့ရင်ဆိုင်အမယ်ပွဲကတော့စိတ်လှုပ်ရှားစရာတွေပေးလာပါဦးမယ်။ဒံရရကစားသမားတွေနဲ့ရှိတဲ့လူစင်းအကောင်းဆုံးရင်ဆိုင်ရမယ့်ချက်စီးအတွက်ဒီညပွဲကမဖြစ်မနေနိုင်ရမှဖြစ်မဲ့ပွဲတစ်ပွဲပါ။လက်ရှိအခြေအနေကအတင်းအတွက်အမတန်မှအရေးကြီးနေတဲ့အခြေအနေပါ။ဘာလို့လဲဆိုတော့ထပ်ပြီးတော့ရလက်တွေဆိုရလို့မရတော့ဘူး။ဒီထက်အခြေအနေဆိုလာရင်ကစားသမားတွေရဲ့မန်ဒနတီမန်ဒနတီပိုင်းဆိုင်ရာစိတ်ကကျဆင်းသွားပါမယ်။မန်ဒနတီကျဆင်းသွားရင် သူနောက်ကခြေစွမ်းကပါလိုက်ပြီးကျဆင်းသွားနိုင်ပါတယ်။ မာစကာကချက်စီးနဲ့တင့်တော်ရည်နည်းပြတယောက်ဆိုရင်သူ့အနေနဲ့ကောင်းဆုံးပြန်လာနိုင်မှုလမ်းညွှန်ပေးနိုင်မှုလိုပါတယ်။လက်ရှိမှာဒဏ်ရာပြသနာတွေတအုပ်ချင်းအမားတွေအနီးကပ်တွေကအသင်းကိုဆွဲချနေရပါ။ကဲဒီညတော့အမားလုံးဝမလုံးမိအောင်တေချာကျူးဆိုက်ပြီးအိမ်ကွင်းမှာနိုင်ဖို့ကြိုးစားနိုင်ကြပါစေနော်။လက်ရှိဘင်ဖီကာနီးပြမော်ရင်ညိုကသူကအမြဲတမ်းအပြာရောင်တယောက်ဖြစ်နေဦးမှာပဲလို့ပြောဆိုသွားခဲ့ပါတယ်။ဒီညမှာတော့သူကဘင်ဖီကာနီးပြအဖြစ်နဲ့ချယ်ဆီတင်းရဲ့စတမ်ဘိုဖရိတ်စီကိုလာရောက်ကစားမှာဖြစ်ပါတယ်။ အသက်62နှစ်ရွယ်မော်ရီညိုကချယ်ဆီတင်းကိုနှစ်ကြိမ်ကင်တွေ့ခဲ့ပူပြီးပရီးမီးယားလိဖလာ3ကြိမ် FA ဖလာ2ကြိမ်နဲ့ကာလင်ဖလာ3ကြိမ်ရယူနိုင်ခဲ့ပါတယ်။ချယ်ဆီနဲ့ပတ်သက်ပြီးမော်ရီညိုကကျွန်တော်ကအငြင်းနဲ့အပြရအောင်ပါပဲ။ကျွန်တော်ကသူတို့တမိုင်းရဲ့တစိမ့်တစ်ပိုင်းဖြစ်လာခဲ့သလို သူတို့ကလည်းကျွန်တော်တမိုင်းရဲ့တစိမ့်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ကျွန်တော်ကသူတို့ကိုပို့ပြီးခန်းထားတဲ့ချယ်ဆီဖြစ်အောင်ကူညီပေးခဲ့သလိုသူတို့ကလည်းကျွန်တော်ကိုပို့ပြီးကြီးကျယ်တဲ့ဟိုဆေးဖြစ်လာအောင်ကူညီပေးခဲ့ကြပါတယ်။ပွဲမစခင်နဲ့ပွဲပြီးသွားတဲ့အခါမှာတော့သူတို့ကကျွန်တော်ချယ်ဆီပါပဲ။ဒါပေမဲ့ပွဲချိန်အတွင်းမှာတော့ကျွန်တော်ဘင်ဖီကာပေါ့ဗျာ။ ဒါကအရေးကြီးဆုံးပါပဲလို့ပြောဆိုသွားခဲ့ပါတယ်။ဆရာမောင်ရဲ့ပြောစကားတွေကတော့အခြေစိပြိသက်တွေအတွက်ဝန်နေဝန်တာခန်းစားချက်တွေနဲ့အတူမော်ရင်နဲ့အတူအောင်မြင်တဲ့ခစ်တခစ်ကိုပြန်လည်သတိရစေလိမ့်မယ်လို့အထင်မိပါတယ်။အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတနင်္လာနေ့မှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားကိုးကြပါအောင်နော်ပြည်သူကြီး ောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့ Memory Spot Media Page ကနေ၄၀ပေါ့လို့တင်ပြပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်เนาะ Follow ဆက်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်